ခင်ဖြစ်သူရဲ့နောက်ဆုံးခီးကိုကိုရိုင်းနာရေးကမောင်းပြီးပို့ဆောင်ခဲ့ရတဲ့အတွက်ဝမ်းအနည်းဆုံးပါပဲဆိုပြီးပြောလာခဲ့တဲ့အလမဲနိုင်ခင်စေရမင်္ဂလာပါပရိသတ်ကြီးရှင်အလမဲနိုင်ခင်စေရကိုတော့ပရိသတ်တွေအားလုံးကအမှတ်မိကြမယ်လို့ထင်ပါတယ်နိုင်ငံစီယာဟာအလမဲလောကမှာမြန်မာနိုင်ငံအတွက်ဂုံနူးဆောင်စုတွေအများကြီးတည်ယူလာနိုင်ခဲ့တာကြောင့်ပြည်သက်တွေရဲ့အခြေတွေကိုဒီနေ့ဒီချိန်အထိပိုင်ဆိုင်ထားသူတယောက်ဖြစ်ပါတယ် နောက်ပိုင်းမှာတော့အနည်းပညာအလုံးအနည်းငယ်သာလှုပ်တော့ပေမဲ့လည်းနိုင်ခေစီယာကသူမရဲ့အနည်းစင်ဘဝလေးတွေနဲ့ပတ်သက်ပြီး blog ဗီဒီယိုလေးတွေရိုက်ကူးကပရိသတ်တွေအတွက်မကြာခဏခြားပြလေးရှိသူလည်းဖြစ်ပါတယ်။အလားမဲ့နိုင်ခင်စီယာဟာကျမရေမကောင်းတဲ့မိခင်ကြီးကိုနှစ်ရှည်လာများဆေးကုသပေးနေခဲ့ရတာဖြစ်ပြီးမိခင်ဖြစ်သူရဲ့အတွက်အနာဂတ်နေအဆဆရရဖြစ်စည်းပေးနေရသူလည်းဖြစ်ပါတယ် အလားမဲ့နန်းခင်စရာရဲ့မိခင်ကြီးဟာပြီးခဲ့တဲ့အောက်တိုဘာလ9ရက်နေ့ညကဆုံးမသွားခဲ့တာဖြစ်ပြီးအောက်တိုဘာလ10ရက်နေ့မှာတော့မိခင်ကြီးရဲ့ကျဉ်ချံရစ်တဲ့ရွှေဝလောင်းကိုအင်းချမ်းစွာနဲ့ပဲမိသူချိုပေးခဲ့တာဖြစ်ပါတယ်အလားမဲ့နန်းခင်စီရဟာမိခင်ကြီးရဲ့နာရီမှာမိခင်ဖြစ်သူရဲ့ရွှေလောင်းကိုတင်ထားတဲ့နာရီကားကိုသူမကိုယ်တိုင်မောင်းခဲ့တာဖြစ်ပြီးမိခင်ဖြစ်သူရဲ့နောက်ဆုံးခရီးကိုဝမ်းနည်းစွာနဲ့ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ သူမဟာနာယေးကူညီမှုအတင်းနဲ့အတူမကြခဏနာယေးကမောင်းပြီးတော့ကုသိုလ်ရှူနေရသူဖြစ်ပေမယ့်သူမမိခင်ကြီးရဲ့အတွက်ကိုယ်တိုင်မောင်းခဲ့ရတဲ့အခုချိန်အတွက်ကတော့ဝမ်းအနည်းဆုံးခံစားနေရပြီးသူမအတွက်တော့ဖော်မပြနိုင်လောက်အောင်စိုးနစ်နေတဲ့ခံစားချက်တွေကိုခံစားနေရတာလည်းဖြစ်ပါတယ် နိုင်ငံစီရာဟာမိခင်ကြီးကိုအကောင်းဆုံးပြုစုလုပ်ကင်ပေးခဲ့ရပြီးသူမလက်ပေါ်မှာပဲနောက်ဆုံးထွက်သက်လေးကိုအေးအေးချမ်းချမ်းထွက်သွားခဲ့တာမို့ဆေးအေးချမ်းသာစွာသွားပါအမိုးဆိုပြီးတော့ပြောလာခဲ့တာလည်းဖြစ်ပါတယ်အလားမဲ့နန်းခေစီယာရဲ့မိခင်ဖြစ်သူဒေါမရွှေဟာပြီးခဲ့တဲ့ကာလအတွင်းတော့ကျန်းမာရေးမကောင်းဖြစ်တဲ့အတွက်ဆေးရုံတက်ရောက်ကုသနေခဲ့ရတာဖြစ်ပြီးအခုကွယ်လွန်ချိန်မှာတော့အသက်82နှစ်ရှိနေပြီဖြစ်တယ်လို့လည်းသိရပါဗျ။ အလားမဲ့နန်းခင်စီရရဲ့မိခင်ကြီးဒေါမြရွှေတယောက်ကောင်းရမွေရဘွားကိုရောက်ရှိစေဖို့အတွက်ပြည်သက်ကြီးကလည်းဆုတောင်းမြတ်တာပို့တာပေးခဲ့ကြပါအောင်ရှင်။